ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာ GPS တပ်ထားတဲ့ငှက်တံခါးကိုဒေသခံတွေကဖမ်းမိခဲ့ပြီးအရခတတော် AA တာဝန်ရှိသူတွေထံအနှံန်ခဲ့တယ်လို့သိရပါတယ်။မြောက်ဦးမြို့နယ်ဘောင်းကျွတ်ရွာအနီးမှာအော်တိုဘားလပထမအပတ်တွင်ဖမ်းမိခဲ့တာလို့မြို့ခံတရင်ရင်မြက်ကပြောပါတယ်။ဘလို့ငှက်အမျိုးအစားဆိုတာနဲ့ငှက်ရဲ့ခနာကိုမှတက်ဆင်ထားတဲ့စက်ကရီယာကဘလို့အသုံးပြုတယ်ဆိုတာကို မသိရသေးပါဘူး။ငှက်ရဲ့ခနာကိုမှစကားပြောဆက်အတန်ဖမ်းဆက်လို့ကရီယာတွေတက်ဆင်ထားတာတွေ့ရတယ်လို့ ရခိုင်ဒေသအတွင်းသတင်းထောက်သူကလူမှုကွန်ရက်မှာရေးသားထားပါတယ်။တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေငှက်ချစ်သူတွေကငှက်တွေရဲ့ဘဝဇာတ်ကြောင်းနဲ့လှုပ်ရှားသွားလာမှုကိုသိနိုင်ဖို့ငှက်တွေရဲ့ခန္ဓာကိုယ်မှာ GPS တွေတပ်ဆင်ပြီးလေ့လာလေးရှိကြပါတယ်။အဒီကနေငှက်တွေရဲ့ရွှေပြောင်းသွားလာပုံ၊ကျက်စားနေထိုင်ရာနေရာတွေ၊သက်တမ်းနဲ့အမှုအချက်၊နည်းမြေအလိုက်ကျက်စားမှုအစာရှောင်ဝယ်မှုပုံစံတွေကိုလေ့လာကြတာပါ။ခြေရာခံနိုင်တဲ့အခါရရှိလာတဲ့အချက်လက်တွေကနေမျိုးတုံးမှုအနေရရှိတဲ့မျိုးစိတ်တွေကိုဘယ်လိုကာကွယ်ရမလဲ သူတို့ရဲ့ကြက်စားရနေရာတွေကိုဘလို့ပိုမိုကောင်းမွန်အောင်ထိန်းသိမ်းရမယ်ဆိုတဲ့အစီအမံတွေချမှတ်နိုင်တယ်လို့ငှက်တွေအကြောင်းလေးလာသူကပြောပါတယ် GPS နဲ့စက်ကရီယာတက်စင်တဲ့အခါမှာငှက်ရဲ့ခြေထောက်မှာတကောင်ချင်းစီအတွက်ဒေးသန့်နံပါတ်ပါတဲ့တတူကွင်ဒါမှမဟုတ်ပလတ်စတစ်ကွင်တက်စင်ထားသလိုငှက်ရဲ့နောက်ကျော်မှာကြောပေါ်အိတ်လေးလိုမျိုးခြေနောင်တက်စင်ပေးထားတာပါဒါတွေကငှက်ရဲ့တိကျတဲ့လမ်းကြောင်းအရှိန်နှုံးအမြင့်ပေစတဲ့အချက်လက်တွေကို ဂျိုဒုဒါမှမဟုတ်ဆက်လက်ခံတဲ့နေရာကိုပေးဖို့ပေးတယ်လို့သိရပါတယ်။ဒီပစ္စည်းတွေဟာငှက်ရဲ့ခနာကိုအလေးချိန်ရဲ့၄၀၀ခန့်နှုန်းထက်မပိုအောင်ပြုလုပ်ထားပြီးငှက်ရဲ့ပြန်တမ်းမှုနဲ့နေထိုင်မှုအပေါ်တိုက်ရိုက်မှုအ ਨੇ ဆုံးဖြစ်အောင်ဒီဇိုင်းထုတ်ထားတာလို့ငှက်ချက်သူတူကအရှင်းပြပါတယ်။မြောက်ဦးမျိုးဟာအေးအေးထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီးစကောင်စီကလေယာဉ်နဲ့ကင်းထောက်တာ drone အသုံးပြုကင်းထောက်တာတွေရှိနေလို့အခုတွေ့တဲ့ငှက်ကိုလည်းကင်းထောက်ငှက်ဖြစ်မှာကိုဒေသခံတွေကအစိုးရင်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ25ရက်နေ့က မြောက်ဦးမြို့ဒိုင်းကြီးရွက်ကအလူအင်ကိုစစ်ကောင်စီကအလေးချောင်းကနေဘုံကျဲလို့ကလေးငယ်တွေအပေါင်းဝင်15ယောက်တိတ်ဆုံးပြီး18ယောက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။